မင်္ဂလာနနေခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရေကုန်မြို့နယ်နေတဝက်ပူချိန်ကတော့25ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်ဒေရုရီသွေးကနေ့ပိုင်းမှာနှိမ့်ချနေပြီးတိတ်လေပိုင်းနဲ့မိုးလေပိုင်းမှာပုံမှန်ဖြစ်ပါတယ်တနေ့တာလုံးတွေတိမ်တင်းတင်းမှတိမ်ထူထပ်နိုင်ပြီးတော့မှနေရာအနှံ့ပြမိုးတစ်ချုံရွာနိုင်ပါတယ် မြင့်ဆုံးပူချိန်ကတော့33ဒီဂရီရှိမှဖြစ်ပါတယ်။နေ့စဉ်ဝတ်ပြုခြင်းအလင်းပြအော်တိုဘာလ14ရက်အင်္ဂါနေ့2025မိမိညီကိုတို့ကိုချစ်တော်သူသည် အလင်း၌တည်နေ၏။ဒီကချက် ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများအပိုင်းလေဖတ်ရင်ကြမ်းကျက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်ခုနှစ်မှ17ချစ်သူတို့တင်တို့အားငါကြီးထားသောပြည့်ညက်သည်ပြည့်ညက်သည်မဟုတ် ရှေးဦးစွာကပင်တင်တို့၌ရှိသောပညာဟောင်းဖြစ်၏ပညာဟောင်းကရှေးဦးစွာကပင်တင်တို့ကြားရသောဒေသနာတော်ဖြစ်၏အဖန်တုံပညာတစ်ကိုတင်တို့အားငါရေးထား၏ထိုသခင်အားဖြင့်၎င်းတင်တို့အားဖြင့်၎င်း အသစ်မှန်ပေ၏အကြောင်းမူကားမောင်မိုက်ပြောက်လွင်၍မှန်သောအလင်းသည်ထွန်းတောက်လျက်ရှိ၏မိမိညီကိုကို မုံလျက်ပင်ငါသည်အလင်း၌ရှိ၏ဟုဆိုသောသူသည် တခုတိုင်အောင်မှောင်မိုက်၌ရှိသေး၏မိညီကိုကိုချစ်တော်သူသည် အလင်း၌တည်နေ၏ထိမိ၍လဲစရာကြောင်းသည်ထိုသူ၌မရှိမိမိညီကိုကိုမုံတော်သူသည်မှောင်မိုက်၌ရှိ၏မှောင်မိုက်၌လဲကျင်လဲသွားလာ၏မှောင်မိုက်ကြောင့်သူ၏မျက်စိမမြင်နိုင်သဖြင့်အဘယ်အရက်သို့ကိုသွားသည်ကိုကိုမသိရှင်ယောဟန်ဩရစာခန်းကြီး၄ခန်းငယ်၂၁ဖျားသခင်ကိုချစ်တော်သူသည် မိမိညီကိုကိုချစ်ရမည်ဟူသော ပြညတ်တော်ကိုငါတို့သည် ခရစ်တော်ထံ၌ခံရကြပြီ။ဒီနေရာမှာတော့ရှင်ယောဟန်သည်ချစ်ရှင်မေတ္တာကြောင်းကိုပြန်လဲပြုံးမှတတိပေးနေတယ်။ဒီခရစ်ယာန်ညီကိုမောင်နှမတွေအတွက်ချစ်ရှင်မေတ္တာဟာပြညတ်သိမဟုတ်ပဲပြညတ်အဟောင်းဖြစ်တယ်။တကယ်တော့ဒီပြညတ်ဟောင်းဆိုတာက အစကတည်းကရှိခဲ့တဲ့ပြညတ်ဖြစ်တယ်။အဲ့ဒါကတော့တယောက်ကိုတယောက်ချစ်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီနေရာမှာပြညတ်ဟောင်းလို့သုံးထားတာက ခရိယန်တွေအတွက်အခြေခံကြဆုံးတဲ့အရေးကြီးဆုံးအခြေခံဖြစ်တဲ့အတွက်ချစ်ချင်းမြတ်တာဟာအဟောင်းဖြစ်တဲ့အသစ်ဆန်းမဟုတ်ဘူးခဲငယ်ရှစ်မှာတော့ဒါဟာပညာသစ်ကိုသင်တို့အားငါရေးရေးပေးလိုက်တယ်ဆိုတာကရှေးပညာဟောင်းရဲ့အထိပ္ပယ်ကိုခရစ်တော်မှာဘယ်လိုမျိုးပြည့်စုံပြီးတော့မှအသက်ဝင်စေတယ်ဆိုတာကိုရှင်းလင်းပြခြင်းဖြစ်ပါတယ်ဒီပညာဟာအသစ်ဖြစ်ရခြင်းကယေရှုခရစ်တော်ရဲ့တေခံခြင်းနဲ့ရှင်မြတ်ထမောက်ခြင်းအပြင်ဝိညာဉ်ရေးရာမောင်မိုက်တွေဟာလွင့်ပြယ်သွားပြီးတော့မှ စစ်မှန်တဲ့ဘုရားသခင်အလင်းကဘာပေါ်ကိုကြားရောက်လက်ရှိတယ်လို့ဖော်ပြနေခြင်းဖြစ်ပါတယ်။အဲဒါယုံကြည်သူခရစ်ယာန်အနေနဲ့ချစ်ခြင်းမေတ္တာကိုအထူးယူတင်ဝတ်ဆောင်မှုလိုတဲ့ကိုယ့်ကိုယ်ကိုအလင်းထဲမှာရှိပြီလို့ပြောနေပြီးတော့မှ သူတစ်ပါးကိုမချစ်တဲ့သူမိမိညီကိုကိုမချစ်တဲ့သူဟာမှောင်မိုက်ထဲမှာပဲရှိနေသေးတယ်။မိမိညီကိုကို ချစ်တဲ့သူကတော့အလင်း၌တည်နေတယ်။ တိမိ၍လဲစရာအကြောင်းမရှိဘူးသူကြောင့်တခြားသူတရားရောက်အပြစ်ကိုရောက်စေနိုင်တဲ့အတားစီထောင်ချောက်ကြရှုံခြင်းသူ့မှာမရှိဘူးတနည်းအားဖြင့်မိမိညီကိုကိုချစ်တဲ့သူသည်ကိုယ်တိုင်ဖျားသခင်ရဲ့အလင်းထဲမှာရှောက်လန်းနေုံသာမကတခြားသူတွေကိုလည်းအပြစ်သို့မကြောက်စေဖို့ကူညီပေးတယ်သူ့အားဖြင့်သူများရဲ့အနောက်ရှင်မဖျားဘူးသူ့အားဖြင့်သူတွေပေါင်မိုက်သေးကိုမရောက်တော့ဘူးအဲ့တော့ကျွန်တော်တက်တာမှာချစ်ချင်းမေတ္တာပြေဝပြီး လူတိုင်းကိုချစ်လာနိုင်တဲ့အခါမှာကိုယ်အပြင်းလူတွေအလင်းတရားကိုရလာမယ်။အလင်းရှိနေတဲ့အတွက်ဘယ်ဟာကအမှန်လဲဘယ်ဟာကအန္တရာယ်ရှိလဲဆိုတာကိုကိုကိုယ်တိုင်နာမကကိုယ်ဘေးနာကရှိတဲ့သူတွေလည်းသိမြင်လာနိုင်တယ်ဆိုတဲ့အနေအထားကိုဖော်ပြခြင်းဖြစ်ပါတယ်။ရနဲ့စန့်ကျင်ဘက်မိမိညီကိုကိုမုန်းတဲ့သူကတော့မှောင်မိုက်ထဲမှာပဲရှိသေးတယ်။မှောင်မိုက်နိုင်ကျင်လေတယ် မောင်ပိုက်ဟာသူ့ရဲ့မျက်စိကိုကြွယ်စေတဲ့အတွက်သူဘယ်ကိုသွားနေမယ်နောက်မှသူမသိဘူးအဲတော့ကျွန်တော်တက်တာမှာမုံဒီချင်းဟာဝိညာဉ်ရာနားလည်မှုတွေအသိဉာဏ်တွေကို ပိတ်ဆို့စေတဲ့ဖျားသခင်ရဲ့အမှန်တရားကိုမမြင်စေဘူးလှုပ်ဆောင်မှုတွေဆုံးဖြတ်ချက်တွေဟာနောက်ဆုံးပန်းနိုင်ကိုမရောက်ဖဲနဲ့မျက်စိကြွယ်ပြမဥတီရာမဲ့ဖြစ်စေတဲ့ဝိညာဉ်ရာမျက်စိကြွယ်ခြင်းဖြစ်တဲ့မောင်မိုက်ထဲမှာရှောက်လန်းနေတဲ့ခါမှာလဲကြတယ်မှားယွင်းတဲ့လန်းတွေကို ရှောင်မိစေနိုင်တယ်သူတစ်ပါးထိမိ၍လဲเสียဖြစ်စေနိုင်ပါတယ်အဲဒါကြောင့်ကျွန်တော်တက်တာမှာချစ်ချင်းမေတ္တာဟာအရေးကြီးတယ်ချစ်ချင်းမေတ္တာဟာယုံကြည်သူတွေအတွက်အဓိကလက္ခဏာဖြစ်တယ်ဖျားသခင်ကိုချစ်ချင်းဟာညီကိုချစ်ချင်းချင်းချင်းတို့ကိုချစ်ချင်းနဲ့ခွဲခြားထားလို့မရဘူးဖျားကိုပဲချစ်တယ်လူကိုတော့မချစ်ဘူးဆိုတာကအမှန်တရားမဟုတ်ဘူးဒီနေ့အခုလိုမျိုးမှောင်မိုက်ဖုံးလွှမ်းနေတဲ့ချိန်မှာကျွန်တော်တို့အချင်းချင်းချစ်ချင်းအပြင် ဘုရားသခင်ပြတဲ့အလင်းနဲ့တကားတွေကိုတွန်းဖွင့်ပြီးတော့မှမောင်မိုက်ကဘာထဲမှာအောင်မြင်စွာနဲ့ကြော်ဖြတ်သွားကြဖို့ရန်ဖြစ်ပါတယ်။ဆလဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒါသမတို့ချစ်ချင်းမြတ်တာပေးသနာရမူပါအင်အားကြီးစေပါချင်းချင်းချစ်ချင်းမြတ်တာပြင်ပြေဝစေပါမောင်ကဘာထဲမှာချစ်ချင်းမြတ်တာအပြင်ဘုရားသခင်ပြတဲ့အလင်းကိုဖော်ဆောင်နိုင်သောတတ်တာပိုင်ရှင်နေဖြစ်စေပါ ကိုကြောင့်သူတို့ဘာထိမိ၍တိဆောက်เสียတတ်တာပိုင်ရှင်နေတည်တည်ဖြစ်စေပါမုံဒီခြင်းနေအညှိုးထားခြင်းနေကိုဖယ်ရှားနိုင်သောတတ်တာပိုင်ရှင်နေတည်တည်ဖြစ်စေပါယခုသာသနာမှာရှိနေတဲ့ဝန်တို့ဝမိုးတွေညှိုးထားတာတွေမုံဒီခြင်းတွေဒါတွေကိုလည်းလက်တော်တို့အံ့နေပါတယ်ကိုရရှင်ပြုပြင်ပြင်ဆင်ကောင်းကြီးပေးသနာတော်မူလေဖယားနဲ့ပို့တူပြီးတော့မှသူတို့ဘာကို အလင်းပြနိုင်တဲ့သည့် ောင်မိုက်ထဲမှာအလင်းကိုဖြစ်စေတဲ့ဒီကိုရရှင်တိုင်းမုတ်ကိုအသုံးပြုတော်မူပါမြန်မာနိုင်ငံကိုကောင်းကြီးပေးပါကိုရရဲ့အလင်းပြန်ထွန်းလင်းစေပါကိုရရဲ့ဆေးလွတ်ထားတဲ့အလင်းတွေဖြစ်တဲ့ယုံကြည်သူတွေမိထရာဖွဲ့တွေတင်းဥတင်သားတွေတယုံဆရာတွေမှုတဆောင်တွေအားလုံးဒီလေမန္တလေးကြီးမှာစစ်မှန်တဲ့အလင်းကိုပြသပြီးတော့မှလိုအပ်တဲ့သူတွေကို ဖေးမှကူညီပေးနိုင်သောတတပိုင်ရှင်တွေတည်တည်ဖြစ်စေပါကိုရရှင်ဖျားကိုရိုင်းလည်းသားမင်မာနိုင်ငံကြီးပေါ်မှာဆင်းသက်ကြွလာအုပ်စုလည်းမောင်မိုက်ကဘာကြီးကိုပယ်ရှားပေးပါလူလက်ချင်းတရားမျှတခြင်းငြိမ်ဝှက်ခြင်းကျမ်းမာခြင်းချမ်းသာခြင်းကောင်းကျိုးချမ်းသာဖြင့်မြမာပြည်ကြီးကို ပြန်လည်ပြည့်စုံကျွယ်ဝစေပါမည်အကြောင်းတခုစုတောင်းတဲ့သူတွေတိတိကိုလည်းကျမ်းမာခြင်းဝမ်းမြောက်ခြင်းစုကျေးဇူးများဖြင့်ပြည့်ဝစေပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖခင်၏နာမတော်မြတ်ကိုမြှုပ်လျက် တနာခံဆုတောင်းကြပါရဖျာအာမင်